အားလုံးပဲမင်္ဂလာပါရှင်။ပါပီယွန်ရေးသားထားသောဇီးခွက်ချောင်းတံတားပေါ်ကအဝါရဝတ်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ တင်လွှမ်းမိုးခြင်းအဲ့ဒီပိရဲ့ကာလတွေကစလို့နောက်ပိုင်းမှာကျွန်တော်ဟာတစ်ခါတစ်ခါမှသူ့ကိုစိတ်မကြည်တဲ့အခါဟောက်တက်တာကလွဲပြီးသူကကြည်ပဲကျွန်တော်ကိုလွှမ်းမိုးစပြုတ်လာတာပါပဲဒါဟာဒေါသကြည်ပြီးစကားပြောတာထောက်မကျိုးတဲ့ဆက်ဆက်ထိမခံသူ ကျွန်တော်အတွက်အင်မတန်ထူးဆန်းတယ်။ဘာကြောင့်လဲလို့အဖြေရှာကြည့်တဲ့အခါတဘဝလုံးပညာရေးမှာအောက်ကျနောက်ကျဖြစ်ခဲ့ရသူ ကျွန်တော်အတွက်အဲ့ဒီကောင်မလေးဟာ အထင်ကြီးပွဲရာပညာတတ်မလေးတပွဲဖြစ်နေတာရဲ့သူဟာကမ္ဘာထိပ်တန်း Ivy League တက္ကသိုလ်တစ်ခုကဘွဲနှစ်ခုလောက်ယူခဲ့တာဖြစ်တယ်ကျွန်တော်လိုကောင်အသက်ကြီးမှအိုကြီးအိုမဘဝနဲ့တက္ကသိုလ်မှာကျောင်းသားလာလို့အမြဲတမ်းထမင်းငက်ဗိုက်စာအဝယ်အစားဝတ်ပုံစားပုံကအစပေတီပေဆုပ် Primer လို့ဈေးပေါ်တဲ့ကုန်တိုက်က20အစိတ်တန်းအဝယ်အစားကလွဲပြီးဘာမှမတက်နိုင်ဇပင်းညက်ခနှမျောလို့ဇပင်းကအစညင်းတိုးတိုး ်ရှေတေတေဖွာလန်ကျဲဒီကြတဲ့မရှိမာနာကကြီးတယ်သူနဲ့အစင်အတန်းချင်းမတူတဲ့ကောင်းပေါ်မှာဂျင်ဂျင်နာနာဆက်ဆန်တတ်တာရဲ့နောက်ဆုံးအဓိကကြတဲ့အချက်ကပေါင်းစရာတင်းစရာရဲ့လို့လူမျိုးတူဘာသာစကားတူမရှိမိလုံးဝါကျင့်ကျင့်တွေနဲ့အမြဲတမ်းမှုံမိုင်းမှောင်မဲနေတဲ့တိုင်းပြည်ကြီးမှာဗမာစကားပြောတဲ့အဲ့ဒီသိပ္ပံပညာရှင်မလေးဟာတခုတည်းသောအာကိုရာတပွဲဖြစ်နေတာပါပဲ။ အင်္ဂါဂျိုဘောကနှစ်ဦးတည်းသောလူသား၂ယောက်လိုကို ဖြစ်နေတာပေါ့အိမ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဟာအလူအလဲပဲထပ်မံရုံးခံရပြန်တယ်စားတိုက်ကအလုံးမရှိတော့ဘူးဒီဇင်ဘာလကုန်သွားတဲ့အတွက်စက်မခန့်တော့ဘူးတရုတ်ဘူဖေးဆိုင်ကပကံစေးတဲ့အလုပ်ကလည်းမိဖို့ကြောင့်ထဲမှာကြီးစိုးတဲ့တရုတ်တွေနဲ့အဆင်မပြေလို့ထွက်လိုက်ပြီးပုံမှန်ဝင်ငွေရှိနေတဲ့အလုပ်တစ်ခုမှမရှိတော့ဘူးအတန်းပေါ်ကလားလေးတစ်ကောင်နဲ့ပေါင်းနေပြီးမြို့အနီးအနားပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ကရွာလေးတွေမှာ အိမ်ပေါက်စိလက်ကန်းကြောင်ညာစာရွက်လိုက်ဝေတဲ့အလုပ်လိုဂျားပေါက်ကြိုးကြကြိုးကြလေးတွေနဲ့လောက်ပဲရှင်သန်နေရပြန်တယ်။ကြောင်ညာစာရွက်တထောင်တိတိခုံကားမှငွေလေးအစိတ်30လောက်ရတာရဲ့။အဆောင်ပြန်ရောက်ရင် လူကတဏီကုံချီတူအောင်လမ်းလျှောက်ခဲ့ရလို့မလုံနိုင်တော့လောက်အောင်ဖြစ်ရတယ်။ဒါတွေကိုညီမလေးထော်နန်းမိမိကြီးကြားတဲ့အခါအတော်စိတ်မကောင်းဟန်နဲ့ဖြစ်ရလေအကိုရဲ့လို့ပဲဖုန်းထဲမှာပြောရှာတယ်။ကျွန်တော်ရင်ထဲမှာ တိမ်ငယ်စိတ်တွေကြည်ပါပဲလေဒီကြားထဲသူ့ဘက်ကကျွန်တော်အကြောင်းပညာရေးနဲ့ပတ်သက်တာတွေကိုစစ်ဆေးကြက်မှတ်တာတွေလှုပ်ဆပြုလာတယ်မစ္စတန်ဆာမူပွဲအမတ်တွေထွက်လာတော့ကျွန်တော် အမတ်တွေကအကုန်နှီးပါခုံနှူးတွေကြည်ပါပဲဒါဟာအသေးကြီးစာလုပ်ခဲ့မှုကြောင့်ပါကျွန်တော်ကနဂိုကလေးကတိတ်ပြီးညံထက်တဲ့ကောင်မျိုးလည်းမဟုတ်ရပါဘူးဝရီရတော့ထားတယ်ဆိုတော့အဲ့ဒီမှာအောင်စင်းရဲ့အမတ်တွေကိုတောင်းကြည့်တယ်ပြီးဖုန်းထဲမှာကျွန်တော်ကိုဆူတယ် ဘာသာရပ်တစ်ခုမှာအမှတ်ငဲနေလို့တဲ့ဟင်60နှစ်ရာခိုင်နှုန်းဆိုတာထင်းတဲ့လောက်လည်းမနှဲပါဘူးဆိုတော့ရှာမရှင်နဲ့ရှင်ဒီကိုလာတာကြာရှုံးဖို့မဟုတ်ဘူးပထမဘွဲကို first class honor နဲ့ရမကိုဖြစ်မယ်ဘာသာရပ်တိုင်း80ရာခိုင်နှုန်းအထက်ကိုဆိုလိုတာဟာဘာလို့ပို့လဲအဲ့လောက်ကြီးဒေါက်တိုရယ် program ဆက်လုပ်ဖို့ပေါ့ PhD ဘွဲဆက်ယူရမယ်လို့ပြောနေတာသိပ္ပံပညာရပ်တချို့ဟာပထမဘွဲမှာ ထိတ်တန်းအမှတ်ရခဲ့ရင်မာစတာအဆင့်ကိုတန်းကျော်ပြစ်လိုက်လို့ရတယ်။ဟာပောက်ကြရတယ်ဟာ။ Hello I am serious ။ငါအဲ့လောက်ကြီးလှုပ်ဖို့ရအိုနေပါပြီမြမလေးရာလို့ရေတံဆွတ်ပြီးပြောတော့တိတ်ဆန်းလို့ခတ်မှာမှဟောက်ပြန်နေ။သူ့ပြောစကားတွေဟာအတီးဆိုတာအချိန်နဲ့နဲ့ကြာလာလေးလေးကျွန်တော်သိလာလေးလေးပဲ။ကျွန်တော် assignment တွေ course work တွေကိုအမြဲတမ်း email ပို့ခါပြီးစစ်ဆေးတယ်။အမမအရွံ့ရွံ့လှုပ်ထားတာတွေကို မြင်နေတားတယ်ပြီးပြင်ဆင်ချက်တွေလို့မှတ်ချက်ခက်ကြမ်းကြမ်းတွေထည့်ပြီးပြန်ပို့တယ်တချို့မှတ်ချက်တွေကအတော်နှိမ်တာရဲ့ဥပမာအင်္ဂလိပ်စာရေးသားမှုအင်မတန်ညက်တက္ကသိုလ်အဆင့်မရှိပါအဲ့ဒီလိုတွေရဲ့အဲ့ဒီလိုအီးမေးလ်တွေကိုကျွန်တော်ကလည်းရတီတီနဲ့အကြောင်းပြန်တာပေါ့ဗမာပြည်တွင်အထက်တန်းအဆင့်သာပညာသင်ခဲ့ဘူးပါသည်ဝေကင်းစာကလေးကအင်္ဂလန်တွင်နေထိုင်ခဲ့သူမဟုတ်ပါသင်ကျွန်ုပ်နဲ့ မိခင်ဘာသာစကားဖြစ်သောဗမာလိုပြန်ရေးလိုလျင်ဖိတ်ခေါ်ပါသည်အဲ့လိုပြန်ပြင်းနေအင်္ဂလန်တွင်တိတ်ပံပညာရက်ကိုဗမာစကားဖြင့်တင် जा သောတက္ကသိုလ်မရှိပါထို့ကြောင့်တင့်စင်ကြီးအားကျွန်ုပ်လက်မခံပါငင်းခုံမှုအားရက်တန့်၍အင်္ဂလိပ်စာအရေးအသားတိုးတက်လာရန်စူးစမ်းပါလို့ပြန်ပြောလာတယ်တော်တော်စိတ်ညစ်ရသလိုတစ်ဖက်ကလည်းပညာရေးမှာကိုယ့်ကိုဂယုတစိုက်ပဲ့ပြင်းပြီးအခုအညီပေးတဲ့သဘောမျိုးလို့ကြည်နိုးရပါတယ် တာမီပွဲဖြေဆိုရတဲ့ဘာသာရပ်တွေနဲ့ပတ်သက်လို့ကတော့သူကကျွန်တော်ကိုစိတ်ချပုံရပါတယ်။ဘာမှတိတ်ဝင်မဆွတ်ဖက်ဘူး။တခုပဲ။ Easter ပိတ်ရရောက်တော့ကျွန်တော်စီအလဲရောက်လာတယ်။ကျွန်တော်ပြဿနာတခုကိုပြောပြတော့သူစိတ်ဆိုးတယ်။ကျောင်းကလက်ချခြင်းတခုမှဆရာတယောက်ဟာကျွန်တော်ကိုအမျိုးသားတယ်လို့လို့ခံစားရတယ်။ကျောင်းဘတ်စကားပြက်လို့10မိနစ်လောက်နောက်ကျတာကိုအတန်းနဲ့အဝင်မခံဘူး။မောင်းထုတ်တယ်။ဒေါသကြီးတဲ့ကျွန်တော်ကလည်းရီးမှမတက်ဘူးကွာဆိုပြီးထွက်သွားတယ်။နောက်နောက်လည်း အဲ့ဒီလက်ချချင်းကိုလုံးဝသွားမတက်တော့ဘူး။ကြောင်းခေါ်ချင်းပြအောင်တော့တငယ်ချင်းတွေကိုလက်မှတ်အတူထိုးခိုင်းထားလိုက်တယ်။ခု Easter ပိတ်ရရှိပြီးရနဲ့ Final စာမေးပွဲတွေလာတော့မယ်။ခုပြောတဲ့ဘာသာရက် software တစ်ခုကိုအသုံးပြုပြီးဖြည့်ဆိုရမယ်။ဒီဟာကိုတလုံးဝမသိဘူးရဲ့။အဲ့ဒါကိုတည်သွားတာနဲ့ကျွန်တော်ကိုစူတယ်၊ပွက်တယ်။လက်ချလဲသွားမတက်ဘူး။ကို့ဘာသာလဲတလုံးဝမလိလာထားဘူး။စာမေးပွဲဘယ်လိုဖြေမလဲ။ကြာမှာပေါ့။စောက်သုံးကိုမကြဘူး။ ဘယ်မှာလဲအဲ့ဒီဘာသာရဲ့ရဲ့လက်ချတွေဆိုပြီးတနေ့ကကျွန်တော်ကွန်ပျူတာဖွင့်ပြီးထိုင်းဖတ်နေတာရဲ့ညနေဆောင်တော့ရေမိုးချိုးခမင်းတူတူစားပြရနဲ့ကွန်ပျူတာဖွင့်ပြီးကျွန်တော်ကိုမောင်းတော့တာပဲနှစ်ရက်လုံးလုံးအဲ့ဒီဟာကြီးပဲပတ်တင်ဖြစ်တာခမင်းစားချိန်နားတာအညောင်းပြီးအညာပြီးလမ်းလျှောက်ထွက်ကြတာအဆောင်ပြင်ထွက်ပြီးကော်ဖီတောက်စက်ကလက်ထွက်ဖွာအဲ့ဒါကလွဲပြီးတနေ့ကဓားကြီးပဲကျင့်ခိုင်းထားတာမျိုးသူကဘေးကနေစားအုပ်တအုပ်ဖယင်းကလေးအမေကြီးလိုထိုင်ဆောင်နေတာသုံးရက်မြောက်နေရောက်တော့ သူကြည်နဲ့သွားတယ်။ရပြီဒီလောက်ဆိုတဲ့။ကို့ဘာသာအားရင်ပြန်ပြန်လေ့ကျင့်ထားပါတဲ့။ Easter ပြည့်ရပြီလို့ final စာမေးခွဲတွေအရောက်မှာအဲ့ဒီဘာသာ၃နာရီမေးခွန်းကိုကျွန်တော်나ယူဝတ်နဲ့အပြီးဖြေနိုင်ခဲ့တယ်။အမတ်ထွက်လာတော့တရရာခိုင်တော့အပြည့်ပဲ။ဂျင်းကလေးဟာအတော်ဟုတ်တဲ့ဟာလေးပါလားလို့ကျွန်တော်သူ့ကိုအထင်ကြီးမိပါတယ်။ဉာဏ်ပညာအရာမှာငါအားကိုးလောက်ပါပြီတယ်လို့တွေးရင်လန့်လာတယ်။ဒေါ်နန်းမေမေကြီးဟာအဲ့ဒါလောက်ထိကြောက်စရာကောင်းလောက်အောင် ကျွန်တော်အပေါ်လွမ်းမိုးစာပြူလာတယ်။သူပြောခဲ့သလိုကျွန်တော်ကိုသူလိုချင်တဲ့ပုံစံမဖြစ်ဖြစ်အောင်တွန်းအားပေးပြီးပုံသွင်းချင်တဲ့သဘောမျိုးရှိကြောင်းကျွန်တော်ရိပ်မိစာပြူလာခဲ့ပြီ။အဲ့ဒီကိစ္စလေးဟာနောက်တစ်ချိန်မှာဝုန်းငနဲ့ထတောက်မဲ့မိစာလေးဆိုတာကိုတော့နှစ်ယောက်လုံးမသိခဲ့ရအမှန်ပါ။ချင်းတစ်ယောက်နဲ့စကယ်လေးများမြို့ဘက်ရထားပေါ်မှာမိုးယူနေတဲ့ walking class လို့ခေါ်တဲ့လူအောက်ခြေအလွာက အင်္ဂလိပ်တွေဟာ ကနအူအဆဒီနေကိုရောက်ခါစမှာကျွန်တော်ကိုမြင်တိုင်းတခုခုပြောသွားတတ်တယ်။ဒေတာသုံးဒိုင်ယာလက်စကားတန်ကို အသေးချာနားမလည်ရမို့ဘာမှတိတ်မခံစားရဘူး။သိကြတာကတော့ညနာအမူအရာတွေလေးတန်တွေကိုကြည့်ချင်းအဖြစ်တစ်နှစ်မြို့စရာစကားလုံးတွေဖြစ်မယ်ဆိုတာရဲမိခဲ့တယ်။အချိန်တခုကြာလာတော့ကြားနေကြစကားတန်တွေကိုကြက်မိနေပြီ။ရေးကြည့်ရလားမအေးယိုးချင်းလို့ဆဲသွားကြမယ်နားလည်လာခဲ့တယ်။လူမဲတွေကိုနေကအိန္ဒိယအနယ်တွေကိုပါကြည့် ်အစရှိသဖြင့်စော်ကားနှိမ့်ချတဲ့စကားလုံးတွေတုံးတယ်လို့မျိုးလူဝါဖြစ်တဲ့ကျွန်တော်ကို chink တရုတ်မျိုးမစစ်ကောင်းလို့ခေါ်ပြီးဆဲရီတိုင်းထွာကြတာကိုအဲ့ဒီလူမျိုးရေးခွဲခြားတတ်တဲ့လူတွေနဲ့ရင်ဆိုင်ရတိုင်းကျွန်တော်ပြုံးပြီးငြင်းခံနေတာပါပဲခွန်းတုံမပြန်ဘူးထမင်းနဲ့မှန်ဖို့ရုံးကန်နေရတဲ့ဘဝမှာသူတို့နဲ့ရံဖြစ်ဖို့ကျွန်တော်မှခွန်အားမရှိဘူးကြောက်သလားလို့မင်းရင်ကျွန်တော်မှအဖြေမရှိဘူးကျွန်တော်က ဒီတိုင်းပြည်ကိုပညာလိုချင်လို့ရောက်လာတာပဲလောဝေထိုးဖို့လာခဲ့တာမဟုတ်ဘူးလေအန်ဩစရာကောင်းတာကအဲ့ဒီဖြစ်ရတွေကြုံရတိုင်းနှစ်ခါမှတစ်ခါလောက်တော့ဘေးကဘာမှမဆိုင်တဲ့အင်္ဂလိပ်တွေထလာတတ်တယ်ကျွန်တော်ကိုဆဲဆုံနေတဲ့ငမှုတွေကိုလက်ညှိုးငေါငေါထိုးပြီး shut up you disgrace at bris တိတ်ဆန်းငါတို့ပြည်တိရှာတွေကိုမင်းသိတ်ခါချတယ်လို့အော်ဟစ်ရန်တွေ့တတ်ကြတယ်။ယောက်ျားမိန်းမဘသူမဆို အဲ့ဒီလိုမျိုးကျွန်တော်ကိုကာကွယ်ဖို့စ조사ကြတာမျိုးမကြခဏကြုံရတယ်။တချို့အဖွားကြီးတွေဆိုတစ်ဖက်ကိုရန်တွေ့ရုံနဲ့မကကျွန်တော်ကိုကျင်နာတဲ့မျက်လုံးတွေနဲ့အလန်းကြည့်ပြီးစိတ်ထဲမှာထားတဲ့ကောင်းလေးလို့ပြောရင်နှစ်သိမ့်တတ်တယ်။ကျွန်တော်ကတော့ပြုံးနေတာပါပဲ။လူမျိုးရေးခွဲကြတာဟာရှက်စရာလို့လက်ခံထားတဲ့လူတွေဟာပညာတတ်ပြီးတောင်တာနေတဲ့လူရန်းစားဖြစ်ပြီးအသားရောင်မတူတဲ့သူတွေကိုအလကားနေရင်ရန်လိုနေတဲ့သူတွေဟာအောက်ခြေလူရန်းစားပညာမဲ့ အလုတ်လက်မဲ့တွေအများစုဆိုတဲ့အသည့်အမြင်တော့ရလာခဲ့တယ်။ဒါပေမဲ့အဲ့လိုမျိုးပတ်ယထာပေါ်ကဖြစ်ရက်တွေထက်စိုးတဲ့အဖြစ်အပျက်တစ်ခုကကျွန်တော်ကိုစီးကျုံနေခဲ့မှန်းမယိမ့်မိခဲ့ဘူး။ကြောင်ညာစာရွက်ဝေးတဲ့အလုတ်ကထမင်းမဝဘူး။ခြေတူအောင်လဲရှောက်ရသေးတယ်။ရွာကလေးတွေကိုပတ်ချလဲရှောက်သွားရင် ခွေးအုပ်ကြီးကလိုက်ကြိုက်လို့သေးလူမျိုးပါထွက်ပြေးရတာမျိုးလဲကြုံရတယ်။ငယ်ငယ်ကပလတ်စတစ်ကောက်တဲ့လူတွေကို ခွေးလိုက်ဆွဲတာတွေမြင်အောင်မိသေးတယ်။ ငါမလဲဘလို့ဘဝမျိုးရောက်နေရပြန်တာလဲပေါ့အဲ့လိုနဲ့ဘဝကမောင်မိုက်လာပြန်ရော့